ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့အစ်တွေကငပိရေချိုနဲ့ရူတိမုံနဲ့နေပြီးတော့ငပိထမင်းတော့အလုပ်ဆောင်မှာဖြစ်ပါတယ်ဟင်းကတော့အစ်တွေမြဲနဲ့စားနေကြငဖဲဟင်းပဲပေါ့နော်ထုံးစံတိုင်းပဲဂျင်းကြက်သွန်ဖြူကြက်သွန်တွေကိုစနွင်းမုတ်ထည့်ပြီးတော့စီတက်ပါမယ်ရှင်စောင်းမနက်ခင်းလေးမို့လို့လေလေးလေးကအေးနေတာပဲ စီတက်ပြီးပြီဆိုလို့ရှိရင်တော့အတူတူခရမ်းကျင်သီးကအကိုင်းခရမ်းကျင်သီးသုံးပါတယ်။ကိုင်းခရမ်းကျင်သီးလေးကိုညှက်မယ်ပြီးတော့ငပိစင်စားလေးအနည်းငယ်ထည့်မယ်။ငရုတ်တီးအစိမ့်မို့ထည့်မယ်။ကလေးလေးပါစားလို့ရအောင်ချက်တာမို့လို့ငရုတ်သီးအစိမ့်မို့ကိုတော့နည်းနည်းလေးပဲထည့်ပါတယ်။ဒါမဲ့ဒီငရုတ်သီးအစိမ့်မို့ကအရောင်လဲလာပြီးတော့ဆက်လဲဆက်ပါရဲ့။ပြီးတော့ပဲငံပြာရည်ရဲ့ငံပြာရည်ရဲ့တက်သားမို့နည်းနည်းရဲ့ထည့်ပြီးတော့ရည်နွေးလေးနည်းနည်းထည့်ပြီးတော့ခရမ်းချီသီးလေးတွေလိတ်သွားအောင်လို့အတူတူစီပပြန်လေးချက်ပါမယ်ရှင်။ တက်တုံလေးကြီးချက်ပြီးတော့ခရမ်းညစ်သေးလေးကြီးလည်းခုလိုလိတ်သွားပြီဆိုလို့ရှင်အစင်သစ်ကြော်ပြီးတော့ပောက်ပြီးတော့နှက်ထားတဲ့ငဖယ်မမာလေးကြီးထည့်ပါမယ်။ငဖယ်ကဣတွေကိုတိုင်ပေါ့နော်ထုထားပြီးတော့မှကြော်ပြီးတော့မှရေကက်တာရဲ့ထည့်တင်ထားပါပေါ့နော်။စစောလုံးကခရမ်းညစ်သေးနှစ်ထည့်ကိုငဖယ်ထည့်မယ်ပြီးလို့ရှင်ရည်နှင်းနဲ့ထည့်မယ်။7မိနစ်လောက်တည့်ပြီးရင်တော့နာနာမင်းအုပ်ပြီးလို့ရှင်အခုလိုမျိုးအရသာရှိပြီးတော့စားလို့ကောင်းတဲ့ငဖယ်ဟင်းစီပြန်ညီချန်လေးရပါပြီ။ငပိရေကျော်ကတော့ထုံးစံတိုင်းပဲအတွေ့ရောင်းမယ်ညောင်ခါရှိငပိရေဖြစ်ပါတယ်။ ကလေးလေးရလည်းဒီနေ့လူကြီးစာလေးစားမှဖြစ်ပါတယ်ဆော့ဆော့ကအဲ့တည်းချက်ထားတဲ့ငပယ်ဟင်းရယ်ကစုံရက်နဲ့ချမောင်ရက်နဲ့ချင်းဟင်းရယ်ကြက်ဥကြော်ရယ်ပါပြီးတော့သူ့ထမင်းဘူးထဲမှာအမြဲတမ်းသူ့အချိုတဲဖို့တကြားလုံးလိုလိုပီကယ်လိုလိုဂျယ်လီလိုလို သူဝါလို့ရအောင်လို့သူစားနေကြဂါမီဘိုက်ဂျယ်လီလေးတွေအခုလိုမျိုးထည့်ပေးလိုက်ပါတယ်တုံးတွက်ထမင်းဘူးကလည်းဒီနေ့လူကြီးစာလေး ready ပါကလေးလေးပြီးသွားရေဆိုလို့ရှင်တော့မမေစားဖို့အတွက်ထမင်းနဲ့ငပိတို့စရာပြင်ဆင်ပါမယ်တို့စရာတော့ရေခဲတိုင်တမှာရှိရအဲ့ဒါအကုန်ပဲပေါ့နော် ဒီနေ့တော့ငပိရီကိုကြဲကြဲလေးပဲကြိုထားပါတယ်။ထမင်းကတော့မနေ့ကဂျန်နဲ့ထမင်းဂျမ်းဖြစ်ပါတယ်။ထမင်းဂျမ်းဂျန်လို့ထမင်းစားဂျန်နဲ့စိတ်ပေါက်တာလည်းပါတာပေါ့နော်။ငပိရီကျိုကိုငေတိစိမ့်လေးနည်းနည်းနဲ့ငေတိချက်မုံနည်းနည်းလေးပဲထည့်ထားတယ်။အချိုမုံနည်းနည်းလေးထည့်ထားတယ်ပေါ့နော်။ငပိရီကညမခါရှိငပိရီဖြစ်ပြီးတော့တော်လဲချူတယ်အနံ့လည်းအရမ်းမှွေးပါနဲ့လက်နဲ့စားရင်တောင်မှပဲလက်မှာငပိနဲ့မကြံအောင်လို့တော်တော်လေးကိုမှွေးတယ်ငပိရီချူဖြစ်ပါရဲ့ ရောင်းမေးဖို့အတွက်ကိုလုံလောက်တဲ့ပစ္စည်းပမာဏမရှိသေးကြအောင်မလို့ဒီစပြီးမြောင်းနေသေးတာမို့လို့နားလည်ပြပါရှင်။ဒီငပိရေချိုစားပြီးလို့ရှိရင်တခြားဘဲငပိရေချိုမှမတိုးလောက်အောင်ကိုအရန်ကိုကောင်းတဲ့ငပိရေချိုပါ။ကဲအခုဆိုလို့ရှိရင်တော့ညောင်ခါရှိငပိရေနဲ့ငဖဲအနှစ်တွေနဲ့ယူတိချက်မှုတွေနဲ့ဆက်နေအောင်နေထားတဲ့အတွက်ရေငပိထမင်းတုပ်လေးရပါပြီရှင်။စားကြပါဦး။ကျွန်တော်တော့ကြောက်ကန်းဖို့ပြန်ပိုက်လိုက်ပါလား။မမျိုးပြီးမုံနဲ့ ปีเนี่นี่ยค่ะ 嗯嗯。没有。没没没没没有。没奶没有。那哪木呀？没得木。木得哪？木得哪呀？好吧。 ။ဘယ်ရရောင်းလို့ရှိရင်လဲ။ဘဘကိုရောင်းရမယ်ဆိုတော့ပြင်လဲ။ဟမ်။ဒီစီအလုံးလောက်မပေးနိုင်ဘူး။ဟိုအယူတရားဉာဏ်နဲ့မျိုးရှင်တူးတဲ့ဆရာပဲလို့စက်လက်မှန်တော့လေအာ 这里面的，嗯，这里面，我来，进金子。 ီနေရာမှာအစ်တွေတစ်ခုထည့်ပြီးရှင်းပြချင်တာကငပိရင်နဲ့စားလို့လက်နံလို့လက်အိတ်ဆွတာမဟုတ်ပါဘူးเนาะမြေဥသီးမုတ်နဲ့စားတာဖြစ်တဲ့တကြောင်မလို့လက်ပူမှာဆိုလို့လက်အိတ်နဲ့စားတာပါကိုယ့်လက်ကိုယ်ယူလို့လည်းလက်အိတ်နဲ့စားတာမဟုတ်သလိုသွားဆရာလာဆရာရှိရတဲ့အတွက်ကြောင့်မလို့လက်အိတ်နဲ့စားတာဖြစ်ပါရဲ့ရှင်တောင်းအောင်ကြောင်းပို့ပြီးလို့ရှင်နော်ဒီကရ ်ဆင်းသွားပါမယ်ဟုတ်ဟုတ်ခဏလေးကိုကျွန်တော်အခုလို့ကောင်းကောင်းလေးစားပါလေအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ